နိုင်နေကြောက်ကြောက်နဲ့ခံစစ်တီထဲနေတဲ့ Emory က United ကိုရွေးပွဲဝင်ခွင့်ယူပေးနိုင်မယ့်နည်းပြမဟုတ်ဘူး။ရတဲ့တရေပွဲကတော့စိတ်ပြည့်စီရပါပဲ။အိမ်ကွင်းပွဲလေးနိုင်ရင်အဆင့်၅ခုံတက်သွားမှာကိုတေးကြတော့အခုလိုအဆင့်၈မှာပဲရောင်းလဲလဲဖြစ်နေရပြန်ပါပြီ။အတိအကျပြောရရင်တော့တေးကြရလို့ဆိုုံနေမဟုတ်ပဲနဲ့မရှုံးတာတော့ကံကောင်းတယ်လို့ပြောရမှာပါ။ဒီနည်းပြနဲ့ဒီကစားမတွေဒီကစားကွက်တွေအတင်းမှာဆက်ရှိနေတဲ့ရွေးကတော့တေးကြပေါ့အတင်းကိုတောင်ဖြတ်သိမ်းတင်နေပါပြီ။ဝက်ဆန်ရဲ့ပွဲမှာ Emory ရဲ့ကစားကွက်တွေကအတော်လေးကိုမိကုန်းထုတ်เสียဖြစ်ခဲ့ပါရီ။ ူစားလဲတာကစလို့ပွဲတွင်ကစားကွက်အချိန်ပြောင်းတာကစဥဒိယကိုမရှိနေပါဘူးတကယ်ကိုစိတ်ကုန်စရာပါအတင်းရဲ့ကစားဟန်ကအရန်ကိုပြင်းစရာကောင်းပြီးဒီပုံစံတိုင်းဆိုရင်တော့ရေချီမှာရက်တည်နိုင်မှာမဟုတ်နေပါဘူးရတကကိုရရှိဖို့အတွက်ဒဝချင်းထူးချွန်မှုနဲ့တောင်းကန်ပေါ်ရီအပေါ်မှာပဲအလွန်မင်းအားကိုးနေရပြီးတော့တပတ်ကိုတပွဲသာကစားတဲ့အတင်းအတွက်ဒီလိုခြေစွမ်းမျိုးကလုံးဝကိုမဖြစ်တင်တော့တာပါဇဝါဇုံကတော့အိမ်ကွင်းမှာကိုထက်နေနဲ့ဒီလိုအတင်းနဲ့ကစားရတာကိုခန်းစစ်တွေကြီးပိတ်ဆော့နေတာဖြစ်ပါ ರೀ ။အမရင်တယောက်ကစားကွက်နေစနစ်ကိုဘလို့တောင်ရွေးချယ်ထားလဲမေးရပါဦးမင်း။ ကိုတင်ကသွင်းကိုရည်နဲ့ဥဆောင်မှုကြိုးစားပြီးတော့နောက်တန်းကလည်းကိုပြတ်မပြေရအောင်ကြည်ကြည်လေးနဲ့ကစားသွားတင်တာပါခုတော့အိမ်ခွဲမှာတောင်မှခန်းစင်၅ယောက်နဲ့ကွင်းလက်ခန်းစင်၂ယောက်ကိုအသုံးပြုထားပြီးဘတ်စကားပိတ်ကစားဟန်နဲ့ပိတ်ဆော့နေတာဖြစ်ပါလိမ့်ဒီလိုကစားတော့ကကွင်းလက်တိုက်စစ်ကစားမရရဲ့ကိုသွင်းကွင်းနဲ့တိုက်စစ်စင်တာကိုရောကြစေပါလိမ့်တကယ်ဆိုရင်ခန်းစစ်တွေလည်းစိတ်ချခြင်းနဲ့ဆိုရင်၄33ဒါမှမဟုတ်၄23 1လိုမျိုးတိုက်စစ်စင်နိုင်တဲ့ကစားကွက်တွေကိုပို့ပြီးတော့အသုံးပြုတင်ပါလိမ့်ကွင်းလက်ခန်းစစ်ဒီအမ်၂ယောက်အသုံးပြုမဲ့စာတယောက်တည်းထားပြီးတော့ ဘရူနိုတဲ့နံပါတ်10နေရာ box to box နေရာမှာလွတ်လွတ်လပ်လပ်ကစားခိုင်းပြီးတော့ဖန်တီးမှုတွေလှုပ်ခိုင်းရမှာဖြစ်ပါတယ်။ဒါ့အပြင်ကစားမတွေကိုနေရာမှာရွေးချယ်မှုအသုံးပြုမှုများလုံးပါတယ်။ဥပမာအဖြစ်ကွင်းလက်တိုက်စစ်ကိုကွင်းလက်ခန်းစစ်နေရာမှာညာနောက်ခံလူကိုဗိုလ်ခန်းစစ်မှာအသုံးပြုနေတာတွေကအစဉ်ပြေနေတဲ့လက္ခဏာမဟုတ်နေပါဘူး။ဂျီလိုမိုခန်းစစ်အသားပေးနီးပြဟာကိုတုံးနေပြန်တော့လေကိုပေါ့ချင်းချောင်းမှုတွေဆက်လက်ပေးနေရပြီးတော့ဝမ်ဝမ်နဲ့ပဲတရေကြရုံမှာဗိုလ်ခန်းစစ်မှုကိုထပ်ပြီးတော့လူစားလဲတာက MRI ကပွဲတွင်းစီမံခန့်ခွဲမှုစိုးဝါညံပြင်းလုံးနေတာသိသာစီပါတယ်။ တကယ်ဆိုရင်အတင်းမှာမာဇရာဝီလိုခြေစွမ်းပြနေတဲ့ကစားမတွေအတင်းအတွက်တစ်ခုဖြစ်လာအောင်မြဲကြိုးစားနေတဲ့ဘီနိုဖာနန်ဒက်စ်တို့လိုကစားမကောင်းတွေရှိနေပါတယ်။ဒါပေဆိုရင်ဇီယာရီကချက်ကတော့နီဗျာရိုဘင်အမွန်ရဲ့လှုပ်ဆောင်ပုံဖြစ်ပါတယ်။လက်ရှိပရီးမီးယားလိဂ်ဇီယာကတင်းကျပ်နေပြီးတော့ယူနိုက်တက်ကဥရောပဝင်ခွင့်ရရှိနေတဲ့အဆင့်၅နေရာကိုတက်ရောက်နိုင်မှုအတွက်အခွင့်အရေးကောင်းအမှန်တကယ်ရှိနေပါတယ်။ဒါပေအမွန်ကရေ့စ်မီယူတက်တဲ့နီဗျာဖြစ်နေပြီးတော့သူ့ရဲ့ပုံစံမပြောင်းလဲတဲ့နီဗျူဟာကိုဆွဲကင်ထားတဲ့အတွက်ကိုရမဲ့အခွင့်အရေးကိုလက်လွတ်နေရတာဖြစ်ပါတယ်။တေဂျာရာကလက်ရှိယူနိုက်တက်ကိုတခြားနီဗျာတဦးစာကင်တွယ်ခဲ့မယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုအသင်းစီကနေထုတ်ယူနိုင်ပါလိမ့်မယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။